mirror box တွေပြီးလို့ရှိရင် ground focusing ဒီ glass တွေပေါ့နော်ဒါတွေကိုကျွန်တော်တို့စစ်ဆေးရမယ်အဲ့ဒါတွေကဘာကြီးလဲဆိုတော့ကျွန်တော် DSLR camera ဆိုရင် तू က DSLR ကင်မရာဆိုတော့ mirror ပါလေသူက mirrorless မဟုတ်ဘူး mirror ပါတဲ့အတွက်အဲ့ mirror ကိုစစ်ဆေးပြီးလို့ရှိရင်ကျွန်တော်တို့ဒီအောက်ကို slightly နည်းနည်းလေးနှိမ့်ကြည့်လိုက်မယ်ဆိုလို့ရှိရင်သူ့ရဲ့အပေါ်မှာပေါ့နော်နောက်ထပ်ဒီ reflect လုပ်တယ်ပေါ့နော်ရောင်ပြန်ဟက်ပြီးတော့ရောင်ပြန်ဟက်ပြီးတော့ viewfinder ကိုပို့မယ်ပေါ့ round glass focusing screen ပေါ့နော်အဲ့ဒါလေးရှိတယ်ပေါ့နော်အဲ့ဒီအခါမှာအဲ့ဒါလေးကိုလည်းကိုကတည်တည်ချာလေးစစ်ဆေးပြီးပေါ့နော်စစ်ဆေးတဲ့အခါမှာဒီတို့ပြီးလို့ရှိရင်ဖုံတို့နောက်ထပ်တစ်ခုကကြတော့ဒီအချစ်ရတယ်ပေါ့နော်ချစ်ရတယ်ပေါ့နော်ဒါမျိုးတွေ မဖြစ်ရဘူးနော်ဒါမျိုးတွေမရှိရဘူးဟုတ်လေအဲ့ဒါကိုစစ်စစ်တဲ့အခါမှာလေတေချာလေး view design နဲ့စစ်စီပေါ့နော် view design နဲ့တေချာလေးကျွန်တော်တို့တေချာလေးကင်မရာကိုတည်ပြီးတော့တေချာလေးစစ်စီပေါ့နော်နောက်ထပ်တစ်ခုကကြတော့ image sensor ကိုပေါ့နော် image sensor ကိုကျွန်တော်တို့စစ်စီရမှာပေါ့နော်အဲ့ဒါမှာစစ်စီတဲ့အခါမှာလေကျွန်တော်နီးလန်းတစ်ခုရှိတယ်ကိုယ့်ရဲ့မျက်လုံးနဲ့ကြည့်ပြီးတော့ဓာတ်ရိုက်ကျွန်တော်တို့ကြည့်ပြီးတော့စစ်စီတာပေါ့နော်အဲအဲ့ဒီခါမှာကျွန်တော်တို့အဆင်ပြေရဆိုရင်လည်းအဆင်ပြေရပေါ့နော်နောက်ထပ်တစ်ခုကကြတော့ ဒုတိယနည်းပေါ့နော်ဒုတိယနည်းကကြတော့ကျွန်တော်တို့ဒီ DSLR ကင်မရာရဲ့ဒီ image sensor ကိုကျွန်တော်စစ်ဆေးဖို့နောက်ထပ်လွယ်ကူဆုံးနည်းတစ်ခုကတော့ဒီ shutter priority mode မှာထားပြီးတော့ exposure ကိုပေါ့နော် long exposure long exposure ဥပမာ second 30ဒါမှမဟုတ်လို့ကျအဲ့တဲ့ပုံရင်လည်းပုံမှာပေါ့နော်အဲ့တဲ့ပုံတဲ့ဒီ long exposure ကိုကျွန်တော်ထားလိုက်ပါเนาะထားပြီးတော့ camera ကိုဘာလုပ်မလဲဆို LED ပေါ့เนาะ LED ဒီကျွန်တော်တို့ဒီ screen LED မီးလေးနဲ့ဒီ screen ကိုစစ်ဆေးပေါ့เนาะအဲ့ဒီခါမှာသူ့ရဲ့ sensor ကเนาะ တက်တန့်ရောင်လိုမျိုးပြေးွားနေတယ်ပြေးလွားနေတယ်ပြီးရင် तू က smooth ဖြစ်တယ်ဗောနော်အဲ့လို surface ဗောနော်အဲ့ surface မှာကျွန်တော်တို့ဒီဥပမာအစင်းရာတွေဒီပျက်စီးရာတွေမတွေ့ရဘူးဗောနော်ဒါပေမဲ့ကျွန်တော်ကတစ်ခါကြရင်ဖုံနေပါတော့ရှိတယ်ဗောနော်အဲ့ဒါကတော့တိတ်ပြတ်တနာမရှိဖုံနေပါတွေ့ရတော့ပြတ်တနာမရှိဘူးဗောနော်အဲ့ဒါကတော့ဟိုဖုံနေရတော့ cleansing လုပ်လို့ရတယ်ဗောနော်နောက်ထပ်တစ်ခုက image sensor ကိုနောက်ထပ် စစ်စင်းနိုင်တဲ့နီးတစ်ခုကတော့ကျွန်တော်တို့ဓာတ်ပုံရိုက်တာပေါ့နော်ဓာတ်ပုံရိုက်တာဘလို့ရိုက်မလဲဆိုတော့ဒီ aperture price ဒီဘက်မှာထားလိုက် f ကိုကျွန်တော်တို့အမြင့်ဆုံးပေါ့နော်16ဟုတ်လို့ဘာလို့အဲ့လိုမျိုးထားထားပြီးလို့ရှင်ဒီ texture မရှိတဲ့နေရာတွေပေါ့နော် texture မရှိတဲ့နေရာဆိုကောင်းကင်တွေပေါ့ကောင်းကင်အဖြူကြီးပေါ့နော်ကောင်းကင်အဖြူကြီးပဲဖြစ်ဖြစ်နေရံအဖြူကြီးပဲဖြစ်ဖြစ်เนาะကျွန်တော်တို့ရိုက်ကြည့်တာပေါ့နော်အဲ့လိုမျိုးရိုက်တဲ့ f ကိုကျွန်တော်တို့ဒီ aperture ကိုကြည့်ပြီးတော့ပေါ့နော် aperture ကိုကြည့်ပြီးတော့အဲ့လိုကောင်းကင်တွေကောင်းကင်ပေါ့နော်ကောင်းကင်ကိုရိုက်တာတော့ လို့ရှိရင်ဒီနေရံပေါ့နော်တက်ရှာမရှိတဲ့နေရံလုံးဝတက်ရှာပြောင်းနေတဲ့နေရံပေါ့နော်ဒါမျိုးတွေကိုရိုက်တာပဲဖြစ်ဖြစ်အဲ့ဒီခါမှာ तू ကဘာတွေဖြစ်လာမလဲဆိုတော့ဒီအဆက်ပြောက်တွေ blurry ပေါ့နော် blurry dog တွေဒါမှမဟုတ်လို့ရှိရင်ဒီမြင်းနေပေါ့နော်မြင်းနေပြီးလို့ရှိရင်ဒီ fiber လိုမျိုးကတ်နေတဲ့အဲ့လိုမျိုး screen တွေပေါ့နော်ဒါမျိုးဟာတွေအဲတွေ့ရမှာပေါ့နော်အဲ့ဒါဆိုလို့ရှိရင်တော့ဒီကင်မရာကဒီအစင်းရာတွေအချစ်ရာတွေနော်ဒါမျိုးတွေရှိတယ်ဆိုတာကိုပြောတာပေါ့နော်ဒီ sensor မှာဒါမျိုးတွေရှိနေတယ်ဆိုပြီးပြောတာဖြစ်ပါတယ် အဆင်မပြေဘူးပေါ့နော်အဲ့ကြတော့ auto focus စနစ်ပေါ့နော် auto focus စနစ်ကိုစမ်းသပ်ဖို့ကျွန်တော်တို့ဘယ်လိုလုပ်အောင်လဲဆိုတော့ဥပမာကျွန်တော်တို့ဒီမှာပေါ့နော်ဘောပဲလေးတစ်ချောင်းဖြစ်ဖြစ်ကိုယ့်ရဲ့ subject တစ်ခုပဲဖြစ်ဖြစ်ပေါ့နော်အဲဒီဒီ focus ဖြတ်လိုက် focus ဖြတ်ပြီးလို့ရှိရင် background နဲ့နည်းနည်းလေးခွာထားလိုက်ပေါ့နော် background နဲ့နည်းနည်းခွာထားပြီးတော့ချက်ချင်းပဲ base ကို focus ဖြတ်ကြည့်ဖြတ်ဖြတ်ကြည့်ပြီးတော့ရိုက်ပြီးလို့ရှိရင်အဲ့ဒီ subject ကိုပေါ့နော်အခုဒီဒီ background ပေါ့နော်ဒီ background ကျွန်တော်တို့ဒီဟာကို focus ဖြတ်လိုက် ဖြတ်ပြီးတော့ဒီလောက်ကျွန်တော်ဒီလက်ညှိုးလောက်ပဲရှိရဲအရာတစ်ခုခုပေါ့နော်အသေးလေးပေါ့နော်ဒီမျိုး subject တင်းတင်းငယ်တဲ့အရာ subject လေးကိုကျွန်တော်ရိုက်ကြည့်ရိုက်ကြည့်ပြီးချင်းချက်ချင်း focus ကို background ဖြတ်ပြီးလို့ရှိရင်ဒီကိုပြန်ဖြတ်ပေါ့နော်ဒါမျိုး focus ကိုလှုပ်ရှားပြီးတော့ရိုက်ကြည့်ပေါ့နော်တစ်ခါလေကြာလို့ရှိရင်ကျွန်တော်တို့ focus နောက်ကျတာပါရှိရဲ camera error တွေမှာလေဒီလိုမျိုးနောက်ကျတယ်ဆိုလို့ရှိရင်အဆင်မပြေဘူးပတ်စံလဲတော်တော်ကိုနဲ့ဒါပြန်ပြင်ရရင်ပတ်စံလဲတော်တော်ကိုနဲ့ပေါ့နော်ဒါမျိုးလေးကျွန်တော်တို့စစ်ကြည့်ပေါ့နော်ဒါဆိုလို့ရှိရင်လည်းဒီကောင်းကောင်းအလုပ်လုပ်တယ်ဆိုလို့ရှိရင်အဲ့ဒီ ဒီ auto focus စနစ်ကကောင်းတယ်လို့ပြောလို့ရတယ်ဗောနော်ဘာလို့ဆိုလို့ရှိရင်တစ်ခါတည်းတောင်းဆိုနေပါဒီပါကြံနေတက်တယ်ဗောနော်ဒီ site ကြီးပြီးလို့ရှိရင်ဖတ် luminosity ခွာခွာလိုက်ခွာပြီးလို့ရှိရင် background ရိုက် background နဲ့နည်းနည်းခွာလာဒါမျိုးပုံစံလေးရိုက်ကြည့်ဗောနော်အဲ့ဒါဆိုလို့ရှိရင်ဒါတွေ့ရလိမ့်မယ်ဗောနော်ဒီ focus ကတကယ်အလုပ်လုပ်လားမလုပ်လားဆိုတာကိုတွေ့ရလိမ့်မယ်ဒီဒီအတိုင်းနဲ့ကျွန်တော်တို့ auto focus စနစ်ကိုစစ်ဆင်နိုင်ပါတယ် နောက်ထပ်တစ်ခုကတော့ဒီ button တွေကိုတစ်ချာစစ်ပေါ့နော် physical button တွေပေါ့နော်ဒီအတွင်းထဲဟာတွေမဟုတ်ဘဲနဲ့ physical button တွေပေါ့နော်တစ်ချာစစ်ကြည့်ပေါ့နော် cloud တွေတစ်ခါတည်းကျုံဝင်နေတာမျိုးတို့သိရမလားခြောင်နေတာမျိုးတို့ဖြစ်တတ်တယ်ပေါ့အဲ့တော့အကုန်လုံးမုတ်ဓာရေတွေပါတွေအကုန်လုံးစစ်ပေါ့နော်ဒီ shutter cloud တွေခုချင်းစီ light စစ်ကြည့်ပေါ့နော်အကုန်အလုံးလုံးလားမလုံးလားဆိုတော့ဒီ button တွေပေါ့နော် physical button အပြင်က button တွေကိုလည်းတစ်ချာစစ်ကြည့်ပေါ့နော်ဒါတွေလည်းကျွန်တော်တို့အရေးကြီးတယ်နောက်ထပ်တစ်ခုကတော့ pop up flash ပေါ့နော် pop up flash pop up flash ဒါမျိုးလေးပါတယ်ဆိုလို့ရှိရင်လည်းနည်းနည်းလေးမောင်းနေနေအောင်ရိုက်ကြည့်ရိုက်ကြည့်လို့ရှိရင်သူက auto pop up flash ကလိုမျိုးထွက်လာလိမ့်မယ်ပေါ့နော်အဲ့တော့ pop up flash အလုပ်လုပ်မလုပ်ဒါမျိုးပုံစံနဲ့စမ်းသပ်ကြည့်လို့ရပါတယ်အဲ့တော့ pop up flash ကအဆင်ပြေလားမပြေလားဆိုလဲစမ်းသပ်ကြည့်နောက်တစ်ခုကခုနပြောတဲ့ကျွန်တော်ဘတ် diary တွေပေါ့နော် diary အကုန်လုံးကိုစစ်ဆေးကြည့်ပါ view finder ပေါ့နော် view finder ကိုချောင်းကြည့်ကြည့်ပေါ့ချောင်းကြည့်ကြည့်ပြီးလို့ရှိရင်ဒီ view finder အတွင်းထက်ကိုလည်းနည်းနည်းပါးကြည့်ဖုန်နေအမိုက်တွေအညစ်ကြေးတွေရှိနေလားပေါ့နော်ရှိနေတယ်ဆိုလို့ရှိရင်လည်းဒီ ဝယ်တဲ့လူပေါ့နော်ရောင်းတဲ့လူကိုကျွန်တော်နည်းနည်းလေးအတန့်ရှင်းလေးလုပ်ခိုင်းတယ်ပေါ့နော်ဒါကတော့ view finder ကိုဟိုကြည့်တာပေါ့နော်လက်တစ်ခုကတော့ light meter ပေါ့နော် light meter အလုတ်လုတ်မလုတ်ကိုကျွန်တော်တို့သိချာစစ်ဆေးဖို့လိုအပ်ပါတယ်ကျွန်တော်တို့ဒီ light meter တွေကကျွန်တော်တို့ exposure ပေါ့နော် exposure value တွေကအပြောင်းလဲဖြစ်နေရမှာပေါ့နော်ဥပမာကျွန်တော်တို့ shooting mode ပဲ shooting mode ကိုပဲယူလိုက်ယူလိုက်ပေါ့နော်ကျွန်တော်တို့လင်းအောင်မတူညီတဲ့အခြေအနေကိုပြောင်းလိုက်ပေါ့နော်အဲ့အဲ့ဒီအချိန်မှာကျွန်တော်တို့ light meter ပြေးနေရမှာပေါ့နော်အဲ့ဒီ light meter က ြီးတယ်ဆိုလို့ရှိရင်လည်းဒီဟာကအဆင်ပြေတယ်ပေါ့နော်ကင်မရာကအဆင်ပြေတကယ်လို့ဟိုအခြေအနေမတူတဲ့မြင်ကွင်းတွေပေါ့နော်အခြေအနေမတူတဲ့မြင်ကွင်းတွေဟိုချိန်လိုက်တဲ့အခါမှာလည်းတိတ်ပြီးတော့ လွတ်လွတ်ရှာရှာမရှိဘူးဆိုလို့ရှိရင်တော့ exposure value ကဒီအလင်းဝင်တဲ့တန်ဖိုးပေါ့နော်ဒီအလင်းဝင်တဲ့တန်ဖိုးကမပြောင်းလဲသွားဘူးဆိုရင်မလို့အလုံးမလုံးပေါ့နော်တကယ်လို့ပြောင်းလဲသွားတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ change ကြီးလိုက်ပေါ့နော်ကင်မရာလေးကို change ကြီးလိုက်ပြောင်းလဲသွားတယ်ဆိုလို့ရှိရင်ဒါကတော့အလုံးလုံးနေတယ်လိုက်မီတာအလုံးလုံးတဲ့အဆင်ပြေတယ်ဆိုတာကိုပြောတာဖြစ်ပါတယ်နောက် diopter ပေါ့နော် diopter ဆိုတာဒီကင်မရာရဲ့ထိပ်မှာကျွန်တော်တို့ဒီမျက်ကျွန်တော်တို့မျက်မှန်တက်တဲ့လူတွေပါဆို change ရတယ်ပေါ့နော်အဲ့ဒီ diopter ိုက်ဥပဒါအလုံးမလုံးဆိုလို့ရှိရင် plus minus ရှိပေါ့နော် plus minus ကိုနည်းနည်းလေးကစားကြည့်ပေါ့နော်ဝါးသွားလားဝါးသွားလားကြီးသွားလားဒါမှမဟုတ်လို့ရှိရင်မှုံသွားလားပေါ့နော်ကို့မျက်လုံးနဲ့ချိန်ပြီးတော့ဒီဒိုက်ဥပဒါကိုလည်းစစ်ဆေးပေါ့နော်အလုံးလုံးလားမလုံးလားဆိုတာကိုအဲကျွန်တော်တို့ဒီကင်မရာထိတ်လေးမှာဒါမျိုးဟို plus minus ဝီဘတ်တန်လေးပါပါတယ်အဲ့ဒါလေးကိုလည်းတစ်ချက်စစ်ဆေးကြည့်ပါ နောက်ဆိုရင်တော့ကျွန်တော်တို့ DSLR ကင်မရာ use ကင်မရာတလုံးကိုဝယ်ယူဖို့ပေါ့နော်ဒါအဆင်ပြေသွားပြီပေါ့နော်ဒီလောက်စစ်ဆေးတက်သွားပြီဆိုလို့ရှိရင်အဆင်ပြေသွားပြီဖြစ်ပါတယ်ကျွန်တော်အခုနပြောခဲ့တဲ့အချက်လေးတွေကိုပေါ့နော်အကုန်လုံးမဟုတ်တော့မှအရေးကြီးတဲ့အချက်လေးအကုန်လုံးကိုတေချာချာစစ်ဆေးဖို့လိုအပ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်